အခုတင်ဆက်ပေးချင်တာကတော့ပိုးချပြုခင်းတဲ့ PK ထွန်းရဲ့မကြခင်ကွာရှိမဲ့သတင်းတွေကပရိသတ်တွေအတွက်တကယ်ကိုအဆင်မပြေစရာဖြစ်နေပါဗျ။နောက်ဖက်သားသမီးတွေအကြောင်းဖြစ်ပေါ်လာတဲ့အခြေအနေတွေ၊စိန်ဥဥကိုဂူးမဆိုင်နိုင်တာတွေ၊စီပွားရေးလုပ်ငန်းတွေ၊ဝေယဝစ္စတွေပေါ်မှာသူတို့တွေအိမ်နာရေးမှာအခက်အခဲတွေရှိနေတယ်ဆိုတာသိရပါတယ်။သူကြတာကတော့ပိုးချပြုခင်းကသူမမွေးထားတဲ့သားသမီးတွေနဲ့မလုံလောက်တဲ့သက်ဆိုင်မှုရဲ့အခြေအနေကိုပြောခဲ့ပြီးဖြစ်ပါတယ်။အထူးသဖြင့်တော့သားလေးစိန်ဥကိုတော့မိခင်နဲ့ခင်မောဘက်က နားလည်မှုမပေးရကြအောင်ဆွေးနွေးမှုတွေနဲ့ကြုံရတာဖြစ်ပါတယ်ဒီလိုအခြေအနေနဲ့ရင်ဆိုင်ကြတဲ့အနုပညာရှင်တွေကိုပိုင်ဘွားတွေကပြစ်သက်တွေစီမှာလဲစိတ်မကောင်းမှုတွေရှိစေပါတယ်မကြခင်မှာဒီကိစ္စတွေကိုကောင်းမွန်အောင်စီမံဖြည့်ရှင်းနိုင်မယ်လို့လည်းမျှော်လင့်ရပါတယ်ပြည်သက်ကြီးတွေမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးချင်တာကတော့928နဲ့အချစ်ဒရမာဇလန်ပုံစံအောင်စီအောင်မောင်းရုပ်ရှင်ဇာတ်ကားကြီးရဲ့ပရီးမီယံရှိုးပွဲခန်းနာကျင်းပတယ်ဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ်ရှင်ကစ္စနာရုပ်ရှင်ထုတ်လွှင့်ရေးက928နဲ့ အချစ်ဒရမာဇလန်ပုံစံအောင်စီအောင်မယုံရှင်စကားကြီးရဲ့ပရီးမီယာရှုပ်ဖွဲ့ခန်းနာကိုဇွန်လ16ရက်နေ့ပိုင်းကရှန်ကုံမြို့တမနာအစီအမယုံရှင်မှကျင်းပခဲ့ပါတယ်။ဒီစကားကိုတော့ကျွန်တော်တို့နေပြည်တော်တက်ကုန်းဘက်ကဒကွန်နိုင်ရွာဘက်မှာတွားရောက်ရိုက်ကူးထားတာပါ။အဲ့ဒီလိုရိုက်တဲ့အချိန်မှာအမတ်တရားဆိုရင်တော့ရေကြီးတာနဲ့ကြုံခဲ့ရတာပါ။ဒီကားတွေကိုအတန်းနိုင်စွာအကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်။928မြတ်တာပွင့်နဲ့အချစ်ဇလန်လေးပါ။ ဒရမာကြီးပဲတော့မဟုတ်ပါဘူးဇက်အလှည့်ပြောင်းလဲကိုပိတ်ကားပေါ်မှာကြီးရှုကြပါလို့ပြောချင်ပါတယ်လို့ဒါရိုက်တာခင်လိုင်ညံကြီးရှင်ကပြောပါတယ်တိဆက်ကားကိုတော့ဇလန်း K7 ဇညွန်70တို့ကရေးသားပြီးတော့တွဲဘက်ဒါရိုက်တာမို့မို့ဒါရိုက်တာခင်လိုင်ညံကြီးရှင်က2024ခုနှစ်ကနေပြီးတော့တက်ကုန်းမှာရှိနေတဲ့တက်ကုန်းနိုင်ရွာဘက်မှာရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပါတယ်အောင်စီအောင်မောင်းဆိုတဲ့အတိုင်းကြီးကို၃ရောက်ရဲ့ character ပါကိုဖြုံးငွေစုတိုင်ရွန်နဲ့ကျွန်တော်ရဲ့၃ရောက်ပါ ကိုကညီကို၃00မှာအငွေစုံဆက်ကောင်းနေရာကပါဝင်ရတာပါတတိယနေ့ဥခင်လိုင်းကငွေမောင်းဆိုတဲ့နေရာကိုတတိယနေ့ပြည့်ရတဲ့အတွက်လေးကျေးဇူးတင်ပါတယ်ပရိသတ်တွေစီကဘယ်လို feedback တွေလာမလဲဆိုတာရှင်းခုံနေပါတယ်လို့တယောက်ဆောင်ဖြိုးလေးကပြောပါတယ်တယောက်ဆောင်နေအနေနဲ့ Academy နေတို့ဖြိုးမင်းစုတိုင်ရွန်ဖြိုးလေးခင်လိုင်းနော်ဖော်အီတာနေကြီးရှင်လေမင်းဟင်း Academy တက်ကတော့ဂုံပုံစင်မစစ်စစ်စူပါလင်းနဲ့တခြားသရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။အောင်စီအောင်မောင်ရွှေရှင်စကားကြီးကို လာမယ့်ဇွန်လ20ရက်နေ့မှာမြန်မာတပီလုံးမှာရှိနေတဲ့အစင်မြေရုပ်ရှင်ကြီးတွေမှာရှုံတင်ပြသသွားမှာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ညဝေတင်ဆက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးချင်တာကတော့ Date with Me Season 2မှာပထမအဦးဆုံးမင်းကလေးနုပညာရှင်ဖြစ်တဲ့နာမည်ကြီးထက်စစ်မင်းသမီးဖူဖွေးပါဝင်လာတဲ့ဆိုတဲ့သတင်းလေးပါ date with me ဆိုရဲ season 2မှာတော့ပထမအဦးဆုံးမင်းကလေးနုပညာရှင်ဖြစ်တဲ့နာမည်ကြီးထက်စစ်မင်းသမီးဖူဖွေးပါဝင်လာကြောင်းမိတ်ဆက်ပွဲခန်းနောက်ကတော့16ရက်ကအလုံးမျိုးနယ်မှာရှိနေတဲ့ Silux Hotel မှာကျင်းပခဲ့ပါတယ်။အခမ်းအနားကတော့ Take with me season 2ဆိုတဲ့အခမ်းအနားလေးမှာပါဝင်ရတဲ့အတွက်အရင်ခုံတန်းဆိုရင်တော့အရန်လဲပြောပါရစေချင်အောင်ထားပါဘူး။အမှတ်တရတွေဒီလောက်ရမယ်လို့လေကျွန်တော်ချစ်တဲ့ပရိသတ်တွေနဲ့ရင်းနှီးစွာတွေ့ဆုံရလို့လည်းပြောပါရစေလက်ရှိထုတ်လွှင့်နေချိန်မှာလည်းအားပေးကြရစေပြန်ဝင်ဝင်ချင်းချင်းပျော်ရွှင်စွာဆက်လက်ပါဝင်စေချင်ပါတယ်လို့တရုတ်ဆောင်တိုင်ရွန်ကပြောပါရစေဆိုပါခမ်းအနားကတော့ Academy ဖွဲ့ဖွဲ့တိုင်ရွန်နေထွက်တဲ့ Project K ကိုတက်ရောက်ခဲ့ကြပြီး ဖန်တွေနဲ့အရင်နီနီတွေ့ဆုံပြီးတိလိုရာတွေပြန်လည်းမမြန်ဖြစ်ဆိုခဲ့ကြပါတယ်။ David Me Season 1တုန်းကအမျိုးသားအနုပညာရှင်တွေနဲ့သာတွေ့ဆုံရပြီးအခု Season 2မှာကအမျိုးသမီးအနုပညာရှင် Academy ဖွဲ့ဖွဲ့ပါဝင်လာခဲ့တာဖြစ်ပြီး David Me Season 2ကိုအပတ်စဉ်တနင်္ဂနွေနေ့ည၈နာရီတိုင်း AM Entertainment Channel ကနေပြီးတော့ထုတ်လွှင့်ပြသလည်းရှိပါတယ်။ပရိသတ်ကြီးတွေမျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့ငလင်ဖြစ်စင်မှာတခြားအနုပညာရှင်တွေနဲ့မတူဘဲ ကိုရင်ဆက်ဆက်တမန်လူအားကစာကူညီခဲ့တဲ့မြန်မာနိုင်ငံရဲ့တတိကျဲတထင်းလူပညာရှင်တွေရဲ့အကြောင်းလေးကိုပြောပြကြပါမယ်။မြန်မာနိုင်ငံအတွင်းပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ငလင်ပီးကြောင့်ပြည်သူပြည်သားတွေဒုက္ခပြပါတာများခဲ့ရပါတယ်။အခုလိုဒုက္ခရောက်တဲ့ပြည်သူတွေအတွက်အကယ်၍ဝန်ထမ်းအနေနဲ့စေတနာရှင်လူရှင်တွေကအားထုတ်တွေပါဝင်ကူညီနေကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာပြည်သူ့ချစ်နုပညာရှင်တွေလည်းပါဝင်ခဲ့ပါတယ်။အနုပညာရှင်တွေအနေနဲ့ရှေ့ဆုံးကနေဆွတ်ဆွတ်တမန်ပါဝင်လာပြီးထိခိုက်ဒဏ်ရာရရှိသူမိသားစုဝင်တွေဆုံးရှုံးလာတဲ့ပြည်သူတွေကိုစိတ်တက်ခွန်ငွေအင်အား လူအင်အားနဲ့ပေါဝင်ကူညီခဲ့ကြတာပါအဆိုပါအမှုပညာရှင်တွေထဲမှာတော့ပြည်ထောင်အပိချစ်ခင်မှုကိုအပြေအဝါရရှိထားတဲ့အမှုပညာရှင်၃ဦးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဝင်းမုံရွှေဝင်းမုံရွှေကိုပြည်သက်တွေကတော့ကစ်ကဲလို့အချက်စနုနဲ့ခေါ်ကြပါတယ်သူမရဲ့ပထမဆုံးအဓိကအကောင်းဆောင်မင်းသမီးဖြစ်ရိုက်ကူးတဲ့ဇာတ်ကားမှာဘာဘီရုပ်ကလေးဖြစ်ပြီးတော့အောင်ရင်းလေးနဲ့တွေ့ဖက်တေးဆောင်ခဲ့တာပါ၂၀၀၉ခုနှစ်မှာဝင်းမုံရွှေကအကျော်ညာများနဲ့အမှုပညာလောကကိုစတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ် ပထမဆုံးပွဲဥထက်ဆက်ကားနေတဲ့အောင်မြင်မှုများစွာရရှိခဲ့တဲ့မင်းသမီးလေးဖြစ်ပါတယ်။ဘမုံရှိရဲ့အောင်မြင်မှုကဘလောက်ထိကြီးမားလဲဆိုရင်ရန်ကုန်မြို့မှာရှိနေတဲ့ကျောင်းသားဘေးဘုတ်တွေနဲ့ကျောင်းသားများစွာမှာဝမ်မုံရှိရဲ့ကျောင်းသားတွေကထပ်ဝခတ်နေရာယူထားခဲ့တာဖြစ်ပါတယ်။ဝမ်မုံရှိရဲ့မြန်မာနိုင်ငံမှာလည်းအောင်မြင်ခဲ့တာမဟုတ်ပဲလိပ်ပြာဆန်အင်ဟော်ရာတရက်ခါနယ်လေးနိုင်ငံကအကောင်းဆုံးစစ်ဆောင်သူစကားတင်ဆင်းဝင်ခဲ့ပြီးတိမ်ရေပေါ်ကပန်အမီရာရုပ်ရှင်ကားကြီးကိုလည်းကိုရီးယားမင်းသားနဲ့တွေ့ဖက်တင်ဆောင်ခဲ့ပြီးတင်ဆောင်ကောင်းလွန်ပြီးတော့တော်လွန်လာကြောင်းနန်းဖန်နေကြမှာပါ။ နာမည်ကြည့်အောင်မြင်ခဲ့သူပဲဖြစ်ပါတယ်။အခုနွနွေအကယ်ဒမီစုကြည့်ကိုတင်ပိုက်ထားတယ်မင်းသမီးချောလေးဝမုံရွှေကဆိုရင်ငလင်ပေးအတွက်ငွေအားသာမကလူအားပါစိုက်ထုတ်လာခဲ့တာပါ။ဝမုံရွှေကခိုင်နှင်းဝေဘရိုက်တာအတင်းမှာလည်းအလှငွေ300လူတိုင်းခဲ့တယ်လို့ခင်မုံတဲ့ကိုနိုင်ဖြိုးကျော်ရဲ့ VV လုပ်ငန်းစုအနေနဲ့လည်းတင်မောင်းတောင်းကျော်လူတိုင်းခဲ့ပါတယ်။ဒါပြင်ဝမုံရွှေကလူတွေအာရုံစိုက်မှုနေပြီးအလှရှင်တွေရောက်နေတဲ့အင်းလေးဒေသကိုကိုရိုင်းကိုကျသွားရလူတိုင်းခဲ့တာပါ။ မမုံရွှေရဲ့အင်းလေးရေမြင့်ထက်ကလှေပေါ်မှာလူဝဲပစ္စည်းစုံနဲ့တွားရောက်လူတန်းနေတဲ့ပုံရိပ်တွေကမြင့်တောင်နဲ့ပုံမှာပြန့်နှံ့လာပြီးချီကျူးသူတွေများပြနေကြတာပါဒါပြင်ခင်မုံဖြစ်သူကလည်းဒုက္ခရောက်တဲ့ပြည်သူတွေကိုအားပေးစကားပြောနေတဲ့သူမရဲ့ဘေးကနေ supporting အပြည့်အဝပေးနေရကြောင်းသူမရဲ့ပရိသတ်တွေကတော့ကြည်နူးနေကြတာပဲဖြစ်ပါတယ်ဆိုင်ဆိုင်ခံလိုက်ဂီတလောကမှာအချိန်ကြာမြင့်စွာရည်တည်နေပြီးလူကြီးလူငယ်မြေကြိုင်နေတဲ့ဆိုင်ဆိုင်ခံလိုက်ကိုတော့အားလုံးပေးကြမယ်ထင်ပါတယ် ခေတ်ပေါ်တဲ့သတင်းတွေကိုသိဆိုရကနေပြည်သက်တွေအားပေးထောက်ခံမှုရရှိခဲ့ပြီးအနုပညာလောကတွေကိုစတင်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ဆဲစုနဲ့တဆုကြအောင်မြင်မှုတွေရရှိခဲ့တဲ့အဆိုင်ဆိုင်ကလက်ရှိအချိန်မှာလည်းတေးသချင်းအစ်တူကိုဖန်တီးနေပြီးဂီတလမ်းကိုဆက်လက်ရှောင်းလန်းနေပြီးယနေ့အချိန်ထိတိုင်အောင်အောင်မြင်မှုတွေရရှိနေတာပဲဖြစ်ပါတယ်။သူ့ကိုချစ်တဲ့ပြည်သက်တွေကတော့ချစ်စလုံးနေလေဆိုင်ဆိုင်လို့ခေါ်တဲ့ကြတာကိုတွေ့ရပါတယ်။ဆိုင်ဆိုင်ရဲ့တချင်းတွေကယနေ့အချိန်ထိလူငယ်တွေကြားမှာရေပန်းစားလူကြိုက်များခဲ့တဲ့တချင်းကောင်းတွေဖြစ်ခဲ့ပါတယ်။ ဆိုင်ဆိုင်ကတော့မြန်မာမျိုးသမီးပရိသတ်တွေအပိတ်ချက်ခင်မှုကိုရရှိထားတဲ့အစိုးရတရုတ်ဆောင်တယောက်လည်းဖြစ်ပါတယ်။ပရိသတ်ချက်တော်ဆိုင်ဆိုင်ကလည်းငလင်ပေးအတွက်ငွေသိန်းနေရာဖို့တောက်ရည်တန်းတွေကိုလူတန်းခဲ့တာပါ။အခုလိုငွေအားနဲ့တောက်သုံးရင်ကုညီလူတန်းရုံသာမကလူကိုယ်တိုင်ကလည်းငလင်ပေးပြင်းထန်စွာခန်းစားခဲ့ရတဲ့မန္တလေးမြို့ကြီးကိုတောက်လူတန်းခဲ့ပါတယ်။ငလင်ပေးတဲ့ပြည်သူတွေထဲမှာဆိုင်ဆိုင်ကိုအပိတ်ချက်ခင်ကြတဲ့ပရိသတ်တွေလည်းရှိနေကြကြောင်း အခုလိုကိုရင်ကိုကြအားပေးကူညီတဲ့အစားဆိုင်ကိုကျေးဇူးတင်ကြုံဖြစ်နေကြတာပါဆိုင်ဆိုင်ကိုလေးမပါနဲ့ပြီးရင်ကျေးမှုရှိတဲ့အမှုပညာရှင်တယောက်လိုလဲမှတ်ချက်ပေးနေကြတာဖြစ်ပါတယ်နောက်ဖို့အေထာလူညက်တိမ်မွေးတဲ့အလားတရားစကားတော်ဝဲလေးနဲ့မင်းကလေးပြိသက်တွေရောယောက်ျားလေးပြိသက်တွေပါချစ်ခင်အားပေးသူကတော့မင်းသမီးကျော်လေးမော်ရဲဝင်းမုံရွှေမင်းသမီးကျော်လေးနောက်ဖို့အေထာပါပဲသူမကလွှမ်းပိုင်ကိုစနိုက်တော်တယ်လို့ဆိုတာဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး နာမည်ပြတ်ခဲ့ရပြီးလူရှိတော်မထွက်နိုင်လောက်တဲ့အဖြစ်ဖြစ်ခဲ့တာပါဒါပေမဲ့သူမကအခုချိန်မှာလူကရိုင်းပရိုက်တာတွေဒီဇိုင်းမှန်မှန်လုပ်ကင်နေပြီးအင်းလေးဒေတာကငလင်ဘေးတဲ့ရွာနေရာအတက်ခိုင်ခန့်တဲ့အိမ်တစ်အလုံး20ဆောက်လို့လူတန်းသွားမယ်လို့သိရပါတယ်အင်းလေးဒေတာကရွာနေရာအတွက်ခိုင်ခန့်တဲ့အိမ်တစ်အလုံး20ကိုဆောက်ပေးပြီးလူတန်းသွားမှာပါနော်ဘောတို့ပြီးခဲ့တဲ့ရက်ပိုင်းကပဲအင်းလေးကိုတင်းနဲ့အတူတူသွားလူတန်းခဲ့ပြီးပါပြီအင်းလေးရောက်တဲ့ခန်းစားချက်ကတော့ပြောမပြတတ်အောင်ပါပဲ အင်းနီပြူတော့အများကြီးပါရေပေါ်ဆိုတော့အမြေအရမရရတဲ့နေရာလေးတိတိလေးတွေမှာအဆင်ပြေအောင်မိသားစုတွေအနေနဲ့အမြင်ခဲ့ရတော့တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။နောက်ဖို့ရောကနဦးစီစဉ်ကယာယီထရင်အင်းလေးတွေစောက်ပေးမဲ့အစီအစဉ်ကနေမြေပြင်ရောက်တော့နေကနေနဲ့တေချာစကားပြောတဲ့အခါမှာပုံမခံခံတဲ့အင်းသစ်တွေစောက်လိုက်တာပို့ပြီးထိအောင်မဖြစ်ကြောင်းသိရတဲ့အတွက်နောက်ဖို့တင်းနဲ့အတူတူတိုင်ပင်ပြီးအင်းလေးဒေတာကရွာနေရွာမှာခိုင်ခန့်တဲ့အင်းလေးတွေစောက်ပေးသွားမှာပါလို့နောက်ဖို့အထားကပြောပါရတယ်။တိရှိနေတဲ့ပြည်သက်ကြီးနေနဲ့လေဖေအမှုပညာရှင်တွေက ငလင်ပေးအတွက်ကိုရီးလျောက်လှူဒန်းနေကြလဲဆိုတာပြောပြပေးပါအောင်နော်အလုံးကိုကျေးဇူးတင်ပါတယ်ပရိသတ်ကြီးအတွက်အမြောက်ပေးလိုက်ပါတယ်နော်အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနာဆင်နိုင်ဖို့ကျမတို့ရဲ့ Selling Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်